မေရိကန်နိုင်ငံ Los Angeles အလီမျိုးမှာဆန်နှပြစူပူပူအလုတ်ခေါ်တဲ့ရှောက်တော်တစ်ဆောင်လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ Facebook ကအတည်ပြုထားတဲ့အပြာရောင်မှတ်သား Blue Mayer account တစ်ခုကနေဇွန်10ရက်နေ့မှာ Los Angeles မှာအကြမ်းဖက်ဖို့တစ်ရက်မှာဒေါ်လာ1000ကျားရပါတယ်။အကြမ်းမဖက်တဲ့နေ့မှာလည်းရပါတယ်။အလုတ်ခေါ်စာမှန်မှကြည့်ပါလို့ရေးသားကဖြန့်ဝေထားပါတယ်။ မှတ်ချက်မှာတော့အင်္ဂလိပ်လိုရေးသားထားတဲ့အလုတ်ခေါ်စာတစ်ခုကိုတွေ့ရပြီးစာထဲမှာတော့ဆန္ဒပြတဲ့နေရာတွေမှာအကြမ်းဖက်မှုတွေပြုလုပ်ဖို့လူခေါ်နေကြောင်းရေးသားထားပြီးတပတ်ကိုဒေါ်လာ6000နဲ့အထက်ကနေဒေါ်လာ10000ကျော်ထိရရှိမှာဖြစ်တယ်လို့ပါဝင်ပါတယ်။ဒါကိုချိန်နေတဲ့သူ3400ကျော်နဲ့ပြန်လည်မျှဝေသူ400ကျော်ရှိနေပြီဖြစ်ပါတယ်။ မီဇီမာကဒီကြောင်းရံနဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်။အမေရိကမှာတရားမဝင်နေထိုင်သူတွေကိုလိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေတဲ့နောက်ကန့်ကွက်ဆန္ဒပြမှုတွေ Los Angeles မှာဖြစ်ပေါ်နေတာပါ။ဒီဆန္ဒပြမှုတွေကနေလူပေါင်း200ကျော်ဖမ်းခံထားရပါတယ်။ဒီကြောင်းကို American ခြေဆိုင်သတင်းတွေမှာဖော်ပြနေတယ်လို့ BBC မြန်မာပိုင်းမှာလည်းသတင်းတွေဖော်ပြထားပါတယ်။ဒါကိုအခွင့်ကောင်းယူချိန်သားအကြိုက်ကဖြန့်ဝေနေတဲ့အဲ့ဒီလုတ်ခေါ်စာဟာတရော်လောင်ပြောင်စောင့်ထားတာဖြစ်တယ်လို့ The City Times သတင်းဝက်ဆိုက်မှာဒီလုတ်ခေါ်စာကိုချက်လက်စစ်ဆေးထားပါတယ်။ ။သတင်းထဲမှာတော့ဒီစာကိုဖန်တီးခဲ့သူကသူ့အနေနဲ့စားနောက်ထားတာ၊ print လုပ်ထားတာဖြစ်တယ်လို့ AP သတင်းဌာနကိုဖြေဆိုထားပါတယ်။ဒါကြောင့် American နိုင်ငံ Los Angeles အလီမြို့မှာစံနှပြစုပူဖို့အလုပ်ခေါ်တဲ့ရှောက်လော်ဟာတယောလောင်ပြောင်ထားတဲ့သတင်းမှဖြစ်ပြီးဒါကိုယူသုံးပြီးချိန်သားခိုက်ဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တင်တွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.ly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင်အကြောင်းအရာကို link နဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခန့်အပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်မြန်မာဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။